မင်္ဂလာပါ။ဒီနေ့သင်မဲ့သင်ခန်းစာကတော့ Grade 11 Physics Chapter 9 Electric Field အခန်းမှာရှိတဲ့ Electric Lines of Force လျှက်စအားလမ်းကြောင်းတွေနဲ့ Electric Charge Distribution လျှက်စ Charge တွေ Electric Charge တွေပြန့်နှံ့ပုံကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ရှင်းအောင် literary lines of force. The concept of lines of force was introduced by Michael Faraday as an aid in visualizing an electric field. The electric field can be represented by electric lines of force. Electric lines of force don't really exist. There are only imaginary lines An electric line of force is passed along which a small positive charge will move in an electric field. လျှက်စစ်စကွင်းတွေလျှက်စစ်အားလမ်းကြောင်းတွေဟာမျိုးလုံးနဲ့တက်အံမြင်မြင်နိုင်ဘူး။ဒါကြောင့်မလို့ Michael Faraday ကလျှက်စစ်စကွင်းတစ်ခုကိုမှန်းဆပုံဖော်နိုင်ဖို့အတွက်လျှက်စစ်အားလမ်းကြောင်းအသိပညာကိုစပြီးတော့အသုံးပြုခဲ့ခြင်းပဲဖြစ်ပါတယ်။ electric fee ကိုလက်စစ်အားလမ်းကြောင်းတွေနဲ့ကိုစားပြုတယ်လက်စစ်စကွင်းရှိတယ် electric fee ရှိတဲ့နေရာဆိုရင် အားလန်းချောင်း line ပုံစံနေနဲ့ကိုစားပြုပြီးတော့ဖော်ပြပါဗါတယ်အဲ့တော့အားလန်းချောင်းတွေကတကယ်မရှိဘူးစိတ်ကူးနဲ့မှန်းပြီးတော့ရေးဆွဲထားတယ်စိတ်ကူးနဲ့ရေးဆွဲထားတယ် design တွေ line တွေသာဖြစ်တယ်เนาะပြောရမယ်ဆိုရင်လက်စစ်အားလန်းချောင်းတစ်ခုဆိုတာတဲ့လက်စစ်စက်ကွင်းတစ်ခုဆိုတာဒီလက်စစ်စက်ကွင်းကဘာကြောင့်ဖြစ်ပေါ်လာလဲဆိုရင်အဲ့မှာလက်စစ်စက်ကွင်းတစ်ခုရှိပြီဆိုတာနဲ့ plus 1 unit positive charge ရှိတယ်လို့ imagine လောက်ရပါမယ်သတ်မှတ်ရပါမယ်အဲ့တော့လက်စစ်အားလန်းချောင်းတစ်ခုဆိုတာ လျက်စစ်ဆက်ကွင်းတစ်ခုအတွင်းမှာသိမ်းငယ်တဲ့1 unit positive charge လေးရွေ့သွားတဲ့လမ်းကြောင်းတစ်ခုကိုဖော်ပြခြင်းပဲဖြစ်ပါတယ် The electric lines of force in an electrostatic field are continuous line which start from the positive charge and end on a negative in figure the electric lines of force around a single positive charge are directed radially outward they were terminate or negative charge saturate at infinity ပြောမယ်ဆိုရင်တော့ဒီပုံရဲ့ explanation ကိုဆွေးနွေးရမယ်ဆိုရင်တည်ငြိမ်လျက်စစ်စက်ကွင်းတစ်ခုမှာရှိတဲ့အားလမ်းကြောင်းတွေဟာတစ်ဆက်တည်း continuous line တွေဖြစ်နေတယ်တစ်ဆက်တည်းမြင်းကြောင်းတွေအဖြစ်ရှိတယ် positive charge ကနေပြီးတော့သူက positive charge ကအစပြုပြီးတော့ negative charge မှာအဆုံးသတ်တယ်ပြောရမယ်မှတ်လို့ရတဲ့နည်းကတော့အပေါင်းမြားလေအားလမ်းကြောင်းတွေပုံဆွဲတော့မယ်ဆိုရင် အပောင်းထွက်အနှုတ်ဝင်လို့မှတ်ပါတယ်အဲ့တော့အပောင်းဘက်ကနေညတွေဒီမှာထွက်နေတာကိုတွေ့ရလိမ့်မယ်အနှုတ်ဘက်ကိုအဆုံးတတ်သွားတယ် negative chest မှာအဆုံးတတ်တယ်အဲ့တော့အပောင်းထွက်အနှုတ်ဝင်လို့မှတ်ထားလို့ရပါတယ် single positive charge ရဲ့ဘေးမှာရှိတဲ့ဒီမှာ single ဒါဆိုရင် positive charge ရဲ့ဘေးမှာရှိတဲ့အားလမ်းကြောင်းတွေဟာအပြင်ဘက်ကို outward ကိုဥတည်နေပြီးတော့အားလမ်းကြောင်းတွေဟာဒီ negative charge ဘက်မှာအဆုံးသက်တာကိုတွေ့ရမယ်ဒီဘက်ကနေထွက်သွားတယ်ဒီ negative ဘက်ကို charge ကအဆုံးသက်သွားတာကိုတွေ့ရပါလိမ့်မယ်။ကြည့်အောင် the electric lines of force around two equal charge one positive and one negative are shown in figure အဲ့တော့ positive charge ဘေးမှာရှိတဲ့အားလမ်းကြောင်းတွေဟာရှေ့ရပြောခဲ့သလိုပဲအားလမ်းကြောင်းတွေဟာအပြင်ဘက်ကို outward ကိုထွက်နေတာကိုတွေ့မယ်။ဒီမှာဆိုရင် positive charge အချင်းချင်းရဲ့ဘေးမှာရှိတဲ့အားလမ်းကြောင်းတွေဟာအပြင်ဘက်ကိုထွက်နေတယ်ဒီမှာမြားတွေဟာ မြောင်းကောင်းနေအပြင်ထွက်နေတယ်ပုံစွားခိုင်းတဲ့နေရာမှာအဲ့ဒီမှာ positive charge အချင်းချင်းရှိမယ် negative charge အတွင်းချင်းဆိုလဲဒီမြားလေးတွေရဲ့ခေါင်းလမ်းကြောင်းတွေပဲ arrow head တွေပဲပြောင်းသွားမယ်ဒီနေရာမှာ negative ဖြစ်မယ်ဆိုရင်အားလမ်းကြောင်းတွေကအတွင်းဘက်ကိုဝင်တဲ့ပုံဆွဲရမယ်ဝင်တာကိုတွေးရလိမ့်မယ်ဒီမှာဆိုရင်တော့ positive charge နှစ်ခုရဲ့ဘေးမှာအားလမ်းကြောင်းတွေအကုန်လုံး outward ကိုထွက်နေတယ်ဒီမှာဆိုရင်တော့ B ပုံမှာဆိုရင်တော့ positive နဲ့ negative နဲ့ရှိတယ်အဲ့တော့ sequence ပုံစံဖြစ်နေတယ် အပေါင်းထွက်တယ်အနှုတ်ဝင်တယ်အပေါင်းထွက်အနှုတ်ဝင်အပေါင်းဘက်ကိုထွက်တယ်အနှုတ်ဘက်ကိုဝင်တယ်ဆိုပြီးတော့ဒီလိုဆက်ကွင်းပုံစံဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒီပုံမှာဆိုရင် positive charge ဘေးမှာရှိတဲ့အားလမ်းကြောင်းနေနောက်အဲ့ဒါမျိုးလဲ negative charge ဘေးမှာရှိတဲ့အားလမ်းကြောင်းနေဆိုလဲဒီမြားကောင်းနေရအတွင်းဘက်ကိုဝင်နေတဲ့ပုံဆွဲရမယ်ဒီမှာအလယ်မှာတော့ negative charge ဆွဲရပါလိမ့်မယ်အဲ့တော့ဒီမှာအပေါင်းနှုတ်မတူဘူးနောက် positive charge အချင်းချင်း negative charge အချင်းချင်းဆိုရင်လဲ electric အားလမ်းကြောင်းတွေရ Bien bago tua me positive change soe, negative change soe, dua bago wenau tu ya vale me. The electric lines of force are close together when the electric field intensity is large and far apart when the electric field intensity is small. In addition, the electric lines of force never intersect because the electric field intensity at any point can have only one direction. Only one electric line of force can pass through that point. စကွင်းပြင်းအားကြီးတဲ့နေရာမှာဆိုရင်အလက်ထရစ်ဒီအားလမ်းကြောင်းတွေ lines of force အားလမ်းကြောင်းတွေ close together နီးကပ်နေမှာဖြစ်ပြီးတော့စကွင်းပြင်းအားငယ်တဲ့နေရာမှာဆိုရင်တော့အားလမ်းကြောင်းတွေဟာတစ်ခုနဲ့တစ်ခုနဲ့ further apart ဝေးกว่าနေတာကိုတွေ့ရပါလိမ့်မယ်။ဒါ့အပြင်အားလမ်းကြောင်းတွေဟာတစ်ခုနဲ့တစ်ခုနဲ့မဖြတ်ဘူး။ဘာကြောင့်လဲဆိုတော့လက်ဆက်စကွင်းပြင်းအားဟာအမှတ်တစ်ခုမှာ1 direction တစ်ခုပဲရှိပြီးတော့အဲ့ဒီအမှတ်မှာလည်းလက်ဆက်အားလမ်းကြောင်းတစ်ခုတည်းပဲဖြတ်တဲ့အတွက်ဖြစ်ပါတယ်။ electric charge distribution. Let's say charge the piano bow, When a charge is given to a conducting object of any shape, the charge is found to be spread out over the outer surface of the object, but the charge is not uniformly distributed. The more highly curved part of the object has greater concentration of charge than the less curved part. ဒီပုံတွေမှာလျှက်စစ်ချက်ရဲ့ပြန့်နှံ့ပုံကို discard လုပ်ရအောင်အဲ့တော့ contractor တစ်ခုရဲ့ bell shape ဘလို့ပုံစံမျိုးမဆိုဆက်လုံးပုံရှိမယ်လေးတောင်ပုံရှိမယ်အချွန်ပုံရှိမယ်ဘဲဥပုံရှိမယ်ဒီလို point တဲ့ position ရှိနေတာရှိမယ်အဲ့တော့ contractor ရဲ့ any shape ဘဲပုံစံမျိုးမဆိုအပြင်ဘက်မျက်နှာပြင်ပေါ်မှာပဲလျှက်စစ်တွေပြန့်နှံ့နေတယ်ဒါပေမဲ့တတမတ်ထဲပြန့်နှံ့ခြင်းမျိုးတော့မဟုတ်ဘူး uniformly distributed ဖြစ်နေတာမျိုးမဟုတ်ဖဲနဲ့ သူကကွေးတာများတဲ့အပိုင်းမှာလျှက်စစ် chest တွေ concentration ပို့ပြီးများမယ်ဒီလိုကွေးတာများတဲ့အပိုင်းတွေမှာ chest ပမာဏတွေစုပြုံးနေမယ်ပေါ့နော် concentration အပြင်အားပို့ပြီးတော့များပြီးတော့ less ကပေါ့ကွေးတာနဲ့တဲ့ဘက်မှာတော့သူကခြုံထက်တဲ့အပိုင်း cut ဖြစ်တဲ့အပိုင်းထဲပို့ပြီးတော့ပြန့်နှံ့တာနဲတာကိုတွေ့ရပါလိမ့်မယ် therefore we can say that charge are highly concentrated at the pointed portion of the object အဲ့တော့ pointed portion ဖြစ်နေတဲ့အရာဝတ္ထုရဲ့အချွန်ထက်ပုံရှိတဲ့အရာဝတ္ထုရဲ့ထိပ်ဖျားတွေမှာဆိုရင်ပိုပြီးတော့သူက concentrated charge ရဲ့ပြန့်နှံ့ပုံက highly concentrated ဖြစ်နေရအောင်တွေ့ရပါမယ် for a charge pointed rod shown in figure 9.5d the charge concentration at the pointed end so large that some of the charge leak off into air this make the pointed rod very useful and lightning connector ဒီလို pointed portion တွေမှာ charge distribute တဲ့အများဆုံး concentration အများဆုံးမလို့မိုးချိုးလွဲတွေမိုးချိုးပစ်တာကိုကာကွယ်တဲ့မိုးချိုးလွဲပေါ့ lightning connector တွေပြုတ်လောက်တဲ့အခါမှာဒီလို charge drop မျိုးတွေကိုသုံးပါတယ်မင်းတို့အစာဦးတွေရဲ့အပေါ်ဘက်မှာမိုးချိုး lightning connector တွေတန်ကြားအချွန်အတက်တွေ ပိုင်းတဲ့ပိုးချင်းနေနဲ့လို့၃ကွာတော့၂ကွာတော့အချွန်တက်နေနဲ့တွေ့ရပါလိမ့်မယ်။အရန်မြင့်တဲ့အစာအုပ်တွေမှာဆိုရင်ဒါကြောင့်မလို့သူကဒီ electron flow စီးကြောင်းကြီးဖြစ်တဲ့ဒီ cloud ထဲကနေပြီးတော့ဒီလျှက်စစ်စီးကြောင်း electron flow လျှက်စီးလက်တယ်ပေါ့မြင်မှုပါလိမ့်မယ်။အဲ့ဒီကလာတဲ့အခါမှာအဲ့တော့ electron flow စီးကြောင်းကြီးကဒီ building ကိုမထိပဲနဲ့သူကဒီ point တဲ့ပိုးချင်းလောက်ထားလဲ lightning conductor နဲ့ထိပြီးတော့အဲ့မှာဆိုရင်သူက positive charge ဆောင်တဲ့ conductor အမျိုးအစားတွေထည့်ထားတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအခါမှာ positive charge နဲ့အဲ့ဒီက electron flow negative နဲ့တွေ့ပြီးတော့ natural ဖြစ်ပြီးတော့မှသူကဒီလျှက်စစ်ဆီးချောင်းဟာဒီအဆောက်အအုံမထီပဲနဲ့ဒါ neutral ဖြစ်သွားတယ် anyl လွတ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ lightning conductor တွေအတွက်အသုံးပြုဖို့အတွက်ဒီ pointed rod တွေကအရန်ကိုအသုံးဝင်ပါတယ်ဒီမှာဆိုရင်ဒါကြောင့်ငါတို့ပြောနိုင်တာကခြုံထက်တဲ့အစွန်ပြားမှာလျှက်စစ်စူးစီးမှုပိုများတယ်လို့ပြောနိုင်တယ်တချို့လျှက်စစ်တွေကလေထဲကိုလွတ်ထွက်သွားနိုင်တယ်ဒါကြောင့်မလို့ခြုံထက်တဲ့တတ္တုအကြောင်းကို တစ်ခုကိုမိုးကြိုးလွဲအဖြစ်အသုံးပြုနိုင်တဲ့ခေါင်းဝဆက်လုံးတစ်ခုရဲ့အပြင်ဘက်မျက်နှာပြင်မှာသာလျှက်စစ်တွေညင်ညာတမမြတာစွာညင်ညာစွာ ပြန့်နှံ့နိုင်တာကို တွေ့ရပါမယ်။ဒီကိုဆက်ကြည့်အောင် The electric field inside a charged conducting object အဲ့တော့ charge ကိုလျှက်စစ်ဆောင်တဲ့လျှက်ကူးပစ္စည်း object တစ်ခုအတွင်းမှာရှိတဲ့လျှက်စစ်စကွင်းအကြောင်းကိုဆွေးနွေးရအောင် It has been stated that there is an electric field surrounding a charged conducting object. However, the electric field due to the individual charges on the surface of the charged conducting object all cancel out inside the object. Therefore, the electric field is zero everywhere inside a charged conducting object of any shape. The motion of charges or the current is not observed in a charge conducting object because there is no electric field inside it ဟောလျက်စစ်စီးနိုင်တဲ့လျက်ကူးပစ္စည်းရဲ့ပတ်ဝန်းကျင်မှာလျက်စစ်စကွင်းရှိခဲ့တဲ့အကြောင်းကိုသိခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့လျက်ကူးပစ္စည်းရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့လျက်စစ်တစ်ခုစီကြောင်းဖြစ်ပေါ်တဲ့စကွင်းတွေဟာအဲ့ဒီပစ္စည်းရဲ့အတွင်းမှာပဲတစ်ခုကိုတစ်ခုခြေဖြတ်တယ်ဒါကြောင့်မလို့ လျက်စစ်ရှိတဲ့လျက်ကူးပစ္စည်းတစ်ခုဟာဘယ်ပုံစံမဲရှိရှိအဲ့ဒီပစ္စည်းရဲ့အတွင်းရဲ့နေရာတိုင်းမှာရှိတဲ့လျက်စစ်စကွင်းအဲ electric potential ဟာ0ဖြစ်တယ်။လျက်စစ်စကွင်းပြင်းအားရဲ့တန်ဖိုးဟာ0ဖြစ်ပါတယ်။ဟောလျက်စစ်ရှိတဲ့လျက်ကူးပစ္စည်းတစ်ခုကိုလျက်စစ်ရွေးရှားခြင်းဒါမှမဟုတ်လျက်စစ်စီကြောင်းတစ်ခုမတွေ့ရဘူး။လျက်စစ်ဓာတ်ရှိနေခြင်းကိုလည်းတွေ့ရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီ chest conductor မှာ လျက်စစ်စကွင်းရှိတဲ့ကွန်ဒက်တာမှာ e0 ဖြစ်နေတယ်လျက်စစ်စကွင်းတန်ဖိုး0ဖြစ်နေတာကြောင့်ဖြစ်ပါတယ်ဒီ share ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ conductive object တွေမသိလို့ conductive object တွေအကုန်လုံးမှာအရာဝတ္ထုတိုင်းမှာ electrostatic ဆိုတာအမြဲရှိတယ်ဒီ share တို့တစ်ခုခု rubbing လုပ်လိုက်မှသာလျင်သူက positive electron loss or gain ဖြစ်လို့ positive သုံးဖို့ negative ဖြစ်သွားတာ charge ဖြစ်သွားတာပေါ့နော်အဲ့တော့ဒါကြောင့်မလို့အပြင်ပမှာရှိတဲ့လျက်လျက်စစ်ရှိတဲ့လျက်ကုပစ္စည်းတစ်ခုက ရွေးရှားခြင်းမရှိဘူး။သူကရွေးရှားခြင်းအမမို့လက်စစ်ရွေ့နေတာလေ။နောက်စီကြောင်းတစ်ခုကိုသူကမတွေ့ရဘူးလို့ဒါကြောင့်မလို့ပြောတာပါ။နော် nan uniform electric fee and uniform electric fee တသမတ်လျက်စစ်စကွင်းနဲ့တသမတ်မဟုတ်တဲ့လျက်စစ်စကွင်းအကြောင်းကို discuss လုပ်ရပါမယ် if the electric fee intensity vary from point to point in an electric fee such an electric fee is called nan uniform electric fee for example the electric fee around a point charge is non uniform electric fee the electric lines of four which represent a non uniform electric fee are not parallel but are continuous gap ပုံမှာပြထားတဲ့အတိုင်းပဲသူက non uniform electric fee ကိုဒီဘက်မှာပြထားပါဗါးတမက်လျက်စစ်စကွင်းကြတော့သူ့ရဲ့အားလမ်းကြောင်းတွေအားလုံးကညီနေတယ် တူတူညီတူညီမျှပေါ့တမမျှတာနေတာကိုတွေ့ပြီးတော့ဒီ9 universal electric fee ကြတော့အားလမ်းကြောင်းတွေကမတူညီတာကိုတွေ့ရပါမယ်ဒီမှာဆိုရင်လျှက်စစ်စက်ကွင်းတစ်ခုအတွင်းမှာရှိတဲ့အမှတ်တစ်ခုနဲ့တစ်ခုမှာလျှက်စစ်စက်ကွင်းပြင်ရတန်ဖိုးဟာပြောင်းလဲနေမယ် very မတူပြင်ရတန်ဖိုးတွေကတစ်ခုနဲ့တစ်ခုနဲ့ပြောင်းလဲနေမယ်မတူရင် non universal electric fee non universal electric fee မတူညီတဲ့မညီညာတဲ့လျှက်စစ်စက်ကွင်းလို့ခေါ်ပါမယ်ဥပမာ point charge ရဲ့ electric fee ဟာ နန်းယူနီဖောင်း electric fee ပါအားလမ်းကြောင်းတွေဟာလည်းတစ်ခုနဲ့တစ်ခုနဲ့မပြိုင်မဲနဲ့ဆက်ပြီးတော့သူကွေးသွားတာကိုတွေ့ရပါမယ်ဒီပုံမှာဆိုရင်မပြိုင်မဲနဲ့ဒီမှာ uniform ဆိုပြိုင်နေတယ်ဒီ point check ကလက်နန်း uniform electric fee ကတော့မပြိုင်ဘူးသူကဘာလဲဆိုရင်တစ်ခုနဲ့တစ်ခုနဲ့ကအားလမ်းကြောင်းတွေကမပြိုင်မဲနဲ့ဒီဘက်ကိုကွေးလိုက်စောင်းလိုက်သွားတာကိုတွေ့ရပါတယ်အဲ့တော့ if the electric fee intensity at every point is the same in magnitude and direction such an electric fee is called a uniform electric fee စကွင်းပြင်းအားအမှတ်တိုင်းနေရာတိုင်းမှာပမာဏလဲတူမယ် direction လဲတူနေမယ်ဆိုရင်တော့တသမတ်လက်စစ်စကွင်း uniform electric fee လို့ခေါ်ပါတယ် for example the electric fee between two oppositely charged parallel plate is a uniform electric fee ဥပမာ opposite plate charge ဆိုတာသူအပြားပြိုင်နှစ်ခုရှိတယ် charge plate ပေါ့ positive negative နှစ်ခုရှိရဲ charge plate တွေအားမှာရှိတဲ့စက်ကွင်းမျိုးဟာကြာတော့တသမတ်လျှက်စစ်စက်ကွင်းမျိုးပဲဖြစ်ပါတယ်ဒီမှာဆိုရင်မြင်နိုင်ပါတယ် as shown in figure uniform electric field represent by electric lines of four which are uniformly spaced parallel line of the same length ဒီမှာဆိုရင်ဒီ two parallel plate ပေါ့ဒီမှာ positive charge plate ဒီမှာ negative charge plate two parallel plate charge plate နှစ်ခုကြားမှာရှိတဲ့ electric fee ကတော့ space တွေ parallel line တွေလည်းဖြစ်နေသလို space တွေလည်းတူညီနေတဲ့အတွက်ဒါကို uniform electric fee ရှိတယ်လို့ခေါ်ပါတယ်။ဒီမြားလေးတွေအားဆိုရင် electric fee ရဲ့အားလမ်းကြောင်းကိုဖော်ပြနေခြင်းပဲဖြစ်ပါတယ်ဒီပုံလေးမှာဆိုရင်။ example 9.9ကိုကြည့်ရအောင်။ A body whose mass is 10 power minus 6 kg carry a charge positive 10 power minus 6 coulomb if the body is suspended in equilibrium at a point above the ground by electric field find the magnitude of electric field if the magnitude of electric field is double what is the direction of motion of the body အော်ဒီပုံစံမှာဆိုရင်သူကအရာဝတ္ထုတစ်ခုရဲ့ mass ကိုလည်းဖော်ပြထားတယ် charge တန်မိုးလည်းဖော်ပြထားတယ်အဲ့ဒီအရာဝတ္ထုလေးတစ်ခုဟာသူကမြေပြင်ကမျက်စစ်စက်ကွင်းရှိတဲ့ပတ်ဝန်းကျင် point တစ်ခုရဲ့ equilibrium point မှာသူကချိန်ဆွဲထားတဲ့ပုံစံမျိုးနဲ့ပြထားခြင်းပဲဖြစ်ပါတယ်ဒီမှာဆိုရင်မြေပြင်ပေါ်ကနေပြီးတော့ဒါသူ weight တစ်ခုရှိတယ်သူမှာ mass ရှိတဲ့အတွက် weight ရှိမယ်နောက်တစ်ခုက chest တန်ဖိုးရှိတဲ့အတွက်လျှက်စစ်ဆက်ကွင်းပြင်းအားတန်ဖိုးလည်းတွက်လို့ရပါလိမ့်မယ်အဲ့တော့ဒီမှာ chest တန်ဖိုးလည်းရှိတယ် mass တန်ဖိုးလည်းရှိတယ်အဲ့တော့ဒီမှာက weight နဲ့ upward force နဲ့ဒါ balance ဖြစ်နေတာကိုပြတာပါဒီမှာလည်းလျှက်စစ်ဆက်ကွင်းလည်းရှိမယ်အဲ့တော့ gravitational force on the body အဲ့ဒီအပေါ်ကို အရာဝိတ္ထုပေါ်ကိုတက်ရောက်တဲ့ gravitational force ပေါ့ကမ္ဘာဒွတ်ဆွဲအားဟာ w နဲ့သတ်မှတ်ပါတယ် weight ပါပဲအဲ့တော့ w equal to mg the magnitude of electric field e ရတော့ဒါလက်စစ်စက်ကွင်း pre equal to ဒီချေတို့ရှေ့မှာ f by q လို့သိခဲ့ပြီးဖြစ်တယ်အဲ့တော့ f equal to တော့ချေတို့က e q ပေါ့အဲ့တော့ဒီမှာလဲသူကဒါကိုလဲချေတို့က fg လို့ရေးလို့ရတယ် gravitational force ကို fg mg လို့ရေးလို့ရပါတယ်ဒါကြောင့်မလို့ force နှစ်ခု weight နဲ့ force နဲ့ equilibrium နေထားမှာဆိုရင်သူ့ရဲ့ weight နဲ့ upward တက်ရောက်နေတဲ့ force နဲ့ charge ball ကိုတက်ရောက်နေတဲ့အားနဲ့ဟာ equilibrium အခြေအနေမှာညီပါတယ်။ဒါကြောင့်မလို့ဒီအပေါ်မှာဒီချက်တော့ Fg equal F လို့ရေးလို့ရပါတယ် F electric force ပေါ့เนาะအဲ့တော့ဒီမှာ Q E ရဲ့ mg ရဲ့အစားသွင်းလိုက်တာ ਨੇ လိုအပ်တဲ့အဖြေကို တွက်လို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင် if the magnitude of electric field is double ဟောလျှက်ဆက်စကွင်းပြင်းအားကို electric field ရဲ့ပမာဏကိုနှစ်ဆတိုးလိုက်မယ်နှစ်ဆတိုးလိုက်မယ်ဆိုတာ ਨੇ ဒီချေတော့ဒီမှာ e နဲ့ f နဲ့က directly proportional ဖြစ်ပါတယ်ဒီ equation အရာ directly proportional ဖြစ်တဲ့အတွက် e ကိုနှစ်ဆလှုပ်လိုက်တာ ਨੇ သူ့ရဲ့လျှက်ဆက် force ကလည်းနှစ်ဆဖြစ်သွားပါလိမ့်မယ်အဲ့တော့ electric field နှစ်ဆဖြစ်သွားရင် electric force ကလည်းနှစ်ဆဖြစ်မယ်ဒါကြောင့်မလို့ weight ထဲဒီ chest body လေးရဲ့ weight ထဲ electric သူ့ပေါ်တက်ရောက်နေတဲ့ force ကပို့ပြီးတော့များသွားမှာဖြစ်လို့ direction ကသူက upward ဖြစ်ပါလိမ့်မယ်အဲ့တော့ what is direction လို့မေးတဲ့အတွက် the direction of motion of body ဟာ upward ဖြစ်ပါတယ် example number 1ကိုဆက်ကြည့်အောင် an electron of charge 1.7 to 10 power minus 90 coulomb is saturated in a uniform electric field of intensity 1.2 into 10 power minus 5 newton per coulomb. Find the force on the electron. Find the acceleration of the electron. How long does the electron take to travel a distance 20 millimeter from rest? electron charge လေးတလုံးရဲ့ရွေးရှားတဲ့အချိန်နေအဲ့ electron ပေါ်ကိုတက်ရောက်တဲ့အာပြီးတော့ အဲ့ဒီ electron လေးက20 mm ရက်နေရာမှရက်နေတဲ့နေရာနေပြီးတော့20 mm အကွာဝေးကိုရွေးလိုက်တဲ့အခါမှာကြာမဲ့အချိန်ပေါ့ဒါတွေကိုမေးတာပဲဖြစ်ပါတယ်အဲ့တော့ electron ရဲ့ charge တန်မို့ကျူတန်မို့နော် electric field intensity e တန်မို့သိရတဲ့အတွက် e fu နဲ့ရှာလိုက်တာ ਨੇ original formula ကတော့ e fu q ပါ အဲ့တော့ F equal to E ဂျူနဲ့ရှာလိုက်တာ ਨੇ force ကိုရပါတယ် electric force on the electron ကိုရပါလိမ့်မယ် electron က negative charge ဖြစ်တဲ့အတွက် electric field intensity ရဲ့စကွင်း electric field ရဲ့တန်ဖိုးဟာသူကဘာကြောင့်လဲဆိုတော့ plus 1 unit coulomb electric field မှာရှိတဲ့အတွက်ဒီကျတော့ plus 1 unit coulomb လေးရှိတယ်ဆိုတော့ image နဲ့ရှိတယ်ဆိုတော့စိတ်နဲ့ဒီဟာ electron ရဲ့ပေါ်ကိုတက်ရောက်တဲ့ electric field ရော force ရဲ့ direction ဟာ opposite ဖြစ်ပါတယ် electron နဲ့ဒီ f နဲ့ electron ရဲ့ f electron ဘောကိုတက်ရောက်တဲ့ f နဲ့ e ရဲ့ direction ဟာ opposite ဖြစ်တယ်လို့ပြောခြင်းတွေဖြစ်ပါတယ် now if acceleration of the electron အဲ့တော့ acceleration electron ရဲ့ acceleration ဟာဒီချက်တော့ force သိပြီဆိုရင် f equal to ma နဲ့တွက်လိုက်မယ်ဆိုရင်တော့ acceleration ကိုရလာမှာပဲဖြစ်ပါတယ် အဲ့တော့ electron ရဲ့ acceleration ရဲ့ direction ဟာလည်း electric force ရဲ့ direction နဲ့အတူတူပါပဲအဲ့တော့ force နဲ့ direction ချင်းတူပါတယ်အဲ့တော့ဒီမှာဆိုရင်တစ်ချက်တော့ number 3ဟာ number 3ကဖြစ်တွေ့ရမယ် number 3ကြံခဲ့ရတယ်เนาะ how long does it the electron to travel a distance 20 mm from rest အဲ့တော့တချို့တော့ s ကိုပေးတဲ့သဘောရှိတယ် s ကိုပေးထားတယ် s တန်ဖို့က ်မီလီမီတာဆိုတော့20 into 10 power -3 meter fluorescent ဖြစ်တဲ့အတွက် V တန်ဖိုးဟာ V not တန်ဖိုးဟာ0အဲ့တော့ V တန်ဖိုးသိရပါမယ်။နောက် A တန်ဖိုးလည်းတစ်ချက်တော့သိပြီးသားဖြစ်တယ်။အဲ့တော့ A တန်ဖိုးကနေတစ်ချက်တော့သိနေတဲ့ A တန်ဖိုးကနေပြီးတော့ A တန်ဖိုးက2.11 into 10 power 60 meter per second အဲ့တော့ သိထားတဲ့ equation ရှိပါတယ် s equal to v naught d plus half ad square နဲ့တွက်လိုက်မယ်ဆိုရင်ဒီချက်တော့ဒီ v တွေထပ်တွက်စရာမလိုပဲနဲ့ final velocity ထပ်တွက်စရာမလိုပဲနဲ့ time တန်ဖို့ကိုရမှာဖြစ်ပါတယ်အဲ့တော့ number 3က s equal to v naught d plus half ad square နဲ့တွက်မယ်အဲ့တော့ဒါက v naught တန်ဖို့က from rest ဖြစ်တဲ့အတွက် v not tempo ဟာ initial velocity က0ပါအဲ့တော့ s equal to ဆိုတော့ကျတော့ t equal to 2နောက်ပိုင်းတစ်ပိုင်း ad square ဒီမှာကြံမယ်ဒီ equation မှာဆိုရင်ဒီချက်တော့ ਆ ဒီမှာ s equal to half ad square ကြံမယ်အဲ့တော့ t square equal to 2s by a အဲ့တော့ t လိုချင်တယ်ဆိုတော့ square root of 2s by a တန်မိုးနဲ့တွက်လိုက်မယ်ဆိုရင်ဒီအီလက်ထရွန်လေး20မီလီမီတာရွေ့သွားဖို့အတွက်ကြာမဲ့ကြာချိန်ကို ရမှာပဲဖြစ်ပါတယ် review exercise ကိုကြည့်အောင် wind down the electric lines of fourth intercept one another အဲ့တော့အားလမ်းကြောင်းတွေဟာတစ်ခုနဲ့တစ်ခုနဲ့ဘာကြောင့်မဖြတ်တယ်လဲအဲ့တော့ရှင်းမှလည်း teacher တို့ discuss လုပ်ခဲ့ပြီးသားပါ electric field intensity မှာရှိတဲ့ဘယ်အမှတ်မှမစိုးလက်စစ်အားလမ်းကြောင်းတွေဟာ only one direction ပဲရှိတယ် ။နောက် electric lines of force ကလည်းအမှတ်တစ်ခုတည်းကိုပဲဖြတ်တယ်။အမှတ်တစ်မှတ်စီကို direction တစ်ခုအမှတ်တစ်မှတ်စီကိုဖြတ်တာဖြစ်တဲ့အတွက်အဲ့တော့ electric အလံကြောင်းတွေကတစ်ခုနဲ့တစ်ခုနဲ့မဖြတ်ပါဘူး။အမှတ်တစ်မှတ်ကိုအလံကြောင်းတစ်ခုအမှတ်တစ်မှတ်ကိုလမ်းကြောင်းတစ်ခုအမှတ်တစ်မှတ်ကိုလမ်းကြောင်းတစ်ခုဖြစ်တဲ့အတွက်မဖြတ်တာဖြစ်ပါတယ်။နော်နံပါတ်2က draw electric lines of force around a single negative charge အော် single negative charge တွင်းမှာဘေးမှာရှိတဲ့လျှက်စစ်ဆက် ဖွင့်ပြင်းအားလိုင်းတွေ electric အားလမ်းကြောင်းတွေလျှက်စစ်အားလမ်းကြောင်းတွေဟာမြားတွေဟာဒီမှာအထဲတဲ့ဝင်မယ်အကယ်၍မြား positive ဆိုရင်အားလမ်းကြောင်းတွေဟာအပြင်ဘက်ကိုထွက်နေပါလိမ့်မယ်အဲ့လိုမျိုးပဲဒီချေတော့အပေါင်းနှစ်ခုကြားမှာရှိတဲ့အားလမ်းကြောင်းတွေအနှုတ်နှစ်ခုကြားမှာရှိတဲ့အားလမ်းကြောင်းတွေအပေါင်းနဲ့အနှုတ်နဲ့ကြားမှာရှိတဲ့အားလမ်းကြောင်းတွေကိုလည်းဒီလိုပုံစံမျိုးဆွဲခိုင်းတတ်ပါတယ် review exercise နောက်တစ်ခု1 million electron are placed on a solid copper sphere how are the electron distributed electron อ่ะဘယ်လိုမျိုးပြန့်နှံ့မလဲပေါ့เนาะ copper စလုံးပုံစံရှိတဲ့ copper solid တစ်ခုပေါ်မှာရှိတဲ့ electron 1 million လောက်ရှိတဲ့ electron တွေရှိနေမဲ့အခါမှာအဲ့ဒီ electron တွေကဘယ်လိုပြန့်နှံ့မလဲအဲ့တော့ကျေတို့ကဘယ်လိုရင်းမလဲ uni စလုံးမျက်နှာပြင်တစ်ခုပေါ်မှာရှိတဲ့ charge quantity တစ်ခုပေါ်မှာရှိတယ် chess contender တစ်ခုပေါ်မှာဆက်လုံးမျက်နှာပြင်ပုံစံမျိုး chess contender တစ်ခုပေါ်မှာရှိတယ်လေလျှက်စစ် chess တွေဟာသူက uniformly distributed ဖြစ်ပါတယ် on the surface the electrons are uniformly distributed on the surface of a solid copper sphere on number 4 what is difference between electric lines of four which represent a non uniform electric field and those which represent a uniform electric field ရှေ့မှာတစ်ချက် discuss လုပ်ခဲ့ပြီးပါပြီ ဒီမှာလည်းဖြည့်ပြထားပါတယ်မင်းတို့လည်းစ조사ပြီးတော့ကိုအုံးဝက်စ်တကိုရဲတဲ့အောင်နားလဲတယ်လို့ရဲတဲ့အောင်လေ့ကျင့်ကြည့်ပါเนาะအဲ့တော့အာလန်ကျောင်းတွေမှာနန်းယူနီဖာအလက်ထရစ်ဖီးမှာဆိုရင်လက်စစ်အာလန်ကျောင်းတွေကမပြိုင်ဘူးတစ်ခုနဲ့တစ်ခုနဲ့ကလည်းပြိုင်လဲမပြိုင်ဘူး ဒါရိုက်ရှင်တွေကလည်းမတူပါဘူးအဲ့တော့ uniform electric fee တသမတ်လက်စစ်စကွေးမှာရှိတဲ့လက်စစ်အားလမ်းကြောင်းတွေကတော့တို့က direction လဲတူတယ် space တွေလဲ parallel ဖြစ်တာကိုတွေးနေရပါလိမ့်။ဟော review exercise number 5ကိုဆက်ကြည့်အောင် explain why the electric fee intensity is zero everywhere inside the charge conductor the electric fee due to the individual charger on the surface of the charge conducting object all cancel out inside the object therefore the electric fee is zero everywhere inside the charge conducting object of any shape အဲ့တော့ဘယ်လိုပုံစံမျိုး charge conductor ဘယ်လိုပုံစံမျိုးမဆိုသူကလျှက်ကူးပစ္စည်းရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့လျှက်စစ်တစ်ခုစီကြောင့်ဖြစ်ပေါ်တဲ့ဆက်ကွင်းတွေဟာအဲ့ဒီပစ္စည်းအတွင်းမှာပဲတစ်ခုနဲ့တစ်ခုနဲ့ cancel out ဖြစ်တယ်ချစ်ပြတ်ပြီးသားဖြစ်တယ်ဒါကြောင့်မလို့လျှက်စစ်ရှိတဲ့လျှက်ကူးပစ္စည်းဟာဘယ်လိုပုံစံမဲရှိရှိအဲ့ဒီပစ္စည်းအတွင်းရဲ့နေရာတိုင်းမှာလျှက်စစ်ဆက်ကွင်းဟာ0ဖြစ်နေခြင်းပဲဖြစ်ပါတယ် ဟောတစ်ချက်ဒီနေ့သင်မဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်